ရွှေကောက်ပွဲကော်မရှင်ဟာရန်ကုန်တိုင်းဒေသကြီးမှာလက်ရှိအခြေအနေအထိမဲယုံအရေးအတွက်အတိမပြုနိုင်သေးတာကြောင့်မဲယုံလုံခြုံရေးအတွက်ချထားမဲ့အထူးရဲအရေးအတွက်ဟာအတိုးအလျှော့ရှိနိုင်တယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးချုပ်ကရဲမှူးချုပ်ဝင်းနိုင်ကပြောပါတယ်ဒီနေ့ဒီနေ့အမေများနဲ့ဒီဥပဒေသားကိုပြုလုပ်နိုင်ပြီးပေါ်ပြပါရှိပါတယ် အော်တိုဘာလ12ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုရုံးမှပြုလုပ်တဲ့အထူးရဲတပ်ဖွဲ့ခံထားခြင်းနဲ့လုပ်ငန်းတာဝန်ပေးအပ်မှုသတင်းစာရှင်းလင်းပွဲမှာရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုရဲမှုချုပ်ဝင်းနိုင်ကပြောကြားခဲ့တာဖြစ်ပါတယ်။မဲရုံအရေးအတွက်အတိမပြုသေးတာနဲ့ပတ်သက်ပြီးရဲမှုချုပ်ဝင်းနိုင်ကအခုလိုပြောကြားခဲ့ပါတယ်။ဆယ်ဆယ်လာ2015ရဲ့နောက်ဆုံးမဲရုံဒီအတွက်မားလောက်မားရံလေးကိုဒါလည်းမကြည့်သေးပါဘူး။လေးရုံချိန်မှာ short game ရှိလာနိုင်တဲ့ဒီသမ်းမျိုးပြပြတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ခရိုင်လေးခရိုင်မှာမဲယုံအရေအတွက်9010မဲယုံကလုံကြုံရေးဆောင်ရွက်မဲ့အထူးရဲတယုံကိုတဦးစီနဲ့9510ဦးခန့်အပ်မှဖြစ်ပေမဲ့လေရွေးကောက်ပွဲကော်မရှင်ကနောက်ဆုံးပေးပို့လာတဲ့စာရင်းအရ9504ယုံသာရှိနေတာဖြစ်ပါတယ် လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာတာဝန်ထမ်းဆောင်နေတဲ့ရဲတပ်ဖွဲ့ဝင်အရေအတွက်6013ဦးသာရှိပြီးလက်ရှိတာဝန်ထမ်းဆောင်နေတဲ့90ရာခိုင်နှုန်းကိုရွေးကောက်ပွဲလုံခြုံရေးအတွက်အသုံးပြုလိုက်ပါကနေမြေစုမှုရေးအတွက်ရဲတပ်ဖွဲ့လုံလောက်မှုမရှိတာကြောင့်အထူးရဲတွေကိုခန့်အပ်တာဝန်ပေးတာဖြစ်ပါတယ်။မဲယုံလုံခြုံရေးအတွက်တာဝန်ထမ်းဆောင်ရမယ့်အထူးရဲတွေဟာလာမယ့်အောက်တိုဘာလ15ရက်နေ့မှာစတင်ထမ်းဆောင်ရမှာဖြစ်ပါတယ်။လက်ရှိစည်ရင်းတွေအရမြန်မာတနိုင်ငံလုံးမှာမဲယုံပေါင်း၄000ကျော်ရှိနေတာဖြစ်ပါတယ်။